ဝေဖူတုံးခဲ့သူအနေနဲ့ပေါ့နော်ကျွန်တော်မိတ်ဆွေတို့မှာစူပါလိုက်5ခုရရှိပြီဆိုတာနဲ့ကျွန်တော်တို့အခရီတာဖြစ်သွားပြီပေါ့နော်ခရီတာဖြစ်သွားပြီဆိုရင်မိတ်ဆွေတို့ဗီဒီယိုတွေရနေပြီးတော့ like share comment တွေပေါ်မူတည်ပြီးတော့တို့ပိဆက်တွေရမယ်ပေါ့နော်ဒီလိုရဖို့ဆိုရင်မိတ်ဆွေတို့အဲသူရဲ့လိုအပ်ချက်တွေဖြည့်ပေးရတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီအကောင့်ဆိုကျွန်တော်မနေ့ကမှဖွင့်ထားတာပေါ့နော်ဖွင့်ထားပြီးတော့သောနာမှာပဲကျွန်တော်စူပါလိုက်5ခုပြီးသွားပြီတဲ့အတွက်ဒီမှာကျွန်တော် monetization ရှောက်လို့ရပြီပေါ့နော် โอเคအဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်တို့အာပထမဆုံး setting နဲ့ဟိုသွားမယ်ပေါ့နော် setting နဲ့မှကျွန်တော်ဒီမှာ super light 5ခုရဖြစ်တယ်တော့ဒီမှာဒေါ်လာ0.69ဒေါ်လာရသွားရပေါ့နော်အဲ့တော့ creator တွေဟိုသွားမယ်အဲ့တော့သွားပြီးတော့ဆိုရင်အောက်နားလေးမှာ beacon equator ဆိုလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုဒီချက်နေရမယ်ပေါ့နော်โอเคအဲ့ဒါလေးကိုဒီချက်နေမယ်နေပြီးတော့ကျွန်တော်ရဲ့နာမည်လေးတွေဖြည့်ပြရမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ရဲ့နာမည်လေးတွေဖြည့်ပြလိုက်မယ်ကဲတော့ဒီ phone number ကလေးတွေရောထည့်ပေးရမယ်ပေါ့နော် โอเคတော့ country မှာကျွန်တော်တို့မြန်မာလဲထည့်လို့ရတယ်ပေါ့နော်ကျွန်တော်မလေးစားထည့်မယ်ပေါ့နော်အပြီးတော့ပြီဆိုရင်တော့ကျွန်တော် continue ကိုနှိပ်မယ်ပေါ့နော်မှာကျွန်တော်နောက်ပြန်ထွက်သွားပါပေါ့နော်အဲ့တော့ continue နှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုကျွန်တော်ပေးရောက်ပေါ့နော်ပေးရောက်ဆိုကျွန်တော် ban ချိတ်ဖို့ပေါ့နော်တော့ဒီမှာပေးရောက်ထည့်ရောတစ်ချက်သွားမယ်ပေါ့နော်သွားပြီးတော့ဒီမှာဆိုရင်ကျွန်တော် withdraw သူကအနည်းဆုံး5ဒေါ်လာပေါ့နော်5ဒေါ်လာပြရတယ်ကျွန်တော်ကျွန်တော်ချိတ်ထားတဲ့ဘာလဲကိုကျွန်တော် withdraw လုပ်လို့ရတယ်ပေါ့နော်ဒီမှာပေးရောက်ဆိုရင်လာပြပေးတယ်ပေါ့နော် တကယ်တော့ဒီ pay out တဲ့ဝန်ထမ်းကမှ bank card ချိန်ဖို့တော့ဒီ online လေးမှာခက်ရန်လေးပါတယ်ဗောနော်အဲ့ခက်ရန်လေးကိုတစ်ချက်နိုင်မယ်ဗောနော်အဲ့တော့နေ့တစ်ခါမှာ तू อ่ะဒီကျုပ် bank device ချိန်ဖို့ဆိုရင် तू อ่ะ binance id ရဲ့ဒါမှမဟုတ်ဆို paypay နဲ့ပြောင်းလို့ရတယ်ဗောနော်အဲ့ဒီမှာ change ဆိုတာတစ်ချက်နိုင်လိုက်မယ်ဗောနော် change ကိုနေ့တစ်ခါမှာဒီမှာ binance pay ရဲ့ paypay ရဲ့ဗောနော်ဒီနှစ်ခုကနေပဲကျွန်တော် withdraw လုပ်လို့ရမယ်ဗောနော်ဒီနှစ်ခုပဲကြောင့်မိတ်ဆွေတို့သုံးပြလို့ရမယ်ပေးပယ်ဖွင့်တာတော့တိတ်ပြီးတော့အမမခဲဘူးပေါ့နော်ပတ်စပို့ရှိရင်လော်ဒီကိုဖွင့်လို့ရပါတယ်โอเค အဲ့တော့ပြီးတော့ပြီးဆိုရင်တော့ကျွန်တော်ကတော့ဒီ Binance ID မရှိရဖြစ်ရတော့ကျွန်တော် PayPal နဲ့ချိန်မယ်ပေါ့နော်အဲ့တော့ PayPal နဲ့ချိန်မှာဖြစ်ရတော့ PayPal ကိုယူထားမယ်ပြီးတော့ပြီးဆိုရင်တော့ PayPal ဖွင့်ထားတဲ့ Gmail ကိုဒီမှာတစ်ချက်ရိုက်ထည့်ပေးရမယ်ပေါ့နော် Okay ပြီးတော့ပြီးဆိုရင်တော့ကျွန်တော်က personal ပဲယူထားပေါ့နော် business တွေပါယူတော့မလုပ်ပါနဲ့ personal မှာဆိုတော့ကျွန်တော်နာမည်ကြီးခဲ့တိုင်းပေါ့နော်နာမည်ကြီး phone number တွေပေါ့နော်အပြီးတော့ပြီးဆိုရင်တော့ဒီမှာကျွန်တော်လိပ်စာတွေ postal code တွေထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ရဲ့လိပ်စာတွေထည့်ပေးရမယ်ပေါ့နော် Okay တော့ကျွန်တော်လိပ်စာလေးတစ်ချက်ထည့်လိုက်မယ်ပေါ့ဒီမှာ တို့ရဲ့လိပ်စာလေးတွေလည်းထည့်ပြီးသွားပြီဆိုရင်တော့ဒီအောက်က80 click တစ်ချက်နေပြီးတော့ကျွန်တော်ရှေ့လိုက်ရရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့မှကျွန်တော်တို့အဒီသူရဲ့ minimum သူ5ဒေါ်လာရတာနဲ့တန်းပြီးတော့ withdraw လုပ်လို့ရတယ်ပေါ့နော်ပြီးပဲဆိုပြီးပဲ finance side နဲ့ချိန်ထားရဆိုရင် finance pay တဲ့ကိုကျွန်တော် withdraw လုပ်လို့ရတယ်ပေါ့နော် okay အဲ့တော့ဒါကတော့ဒီကမ္ဘာအလွယ်ဆုံးလို့လည်းပြောလို့ရမယ်ပေါ့နော်ဒီ monetize ဆောက်တဲ့အထက်မှာဒီတစ်ခုကတော်တော်လွယ်ကူတယ်ပေါ့နော်ဘာမှထူးထူးလုပ်နေစရာမလိုဘူးပေါ့နော်အဲ့တော့ပိတ်ဆက်ကတော့တကယ်ရမယ့်အရဆိုတော့ကျွန်တော်5ဒေါ်လာပြည့်အောင်တစ်ချက်ထွန်းပြီးမှကျွန်တော်ထပ်ပြီးတော့တင်ပြမယ်ပေါ့နော် โอเคအဲ့တော့ဒီနေ့ပြောတဲ့လောက်ပါပဲအားလုံးကျေးဇူးတူပါခင်ဗျာ